တယ်ကွာတွေ့ချင်တာကြာပြရအောင်စီကျူဟောပါဦးတိုက်စာချင်းထွက်တယ်ကွာတွေ့ကြသေးတော့ဘောလေစိုင်းနဲ့ကမကက်ရရအောင်မနောက်ဘယ်ကောမကက်ရတော့ဒီလိုခွဲချပြန်မနိုင်လားစောက်ရှုဖို့အင်စာဖစ်ကွာနော်အင်စာဖစ်ကွာဒီလိုဝင်ကကြည့်ကြည့်နေလားစောက်ပါလာလာဝါတယ်ဟေးကျွန်တော်တို့ကအကုန်လုံးကိုပြောတာစားတယ်ကိုပြောတာဆက်တော့ဖိတ်လာဆိုတော့သူဒီမလှိုင်မနေတယ်ဆိုမြင်းညံခရိုင်ထဲမှာပေါအောင်ပေါ့မြင်းညံခရိုင်ခက်ဆဖာရဲ့အမိနဲ့လာလာလာသူတောင်းကြတဲ့နေရာကြီးကိုထားပြီးတော့ ဘသူခုမိချက်မှမရဘဲနဲ့မိတိလာကိုလာခဲ့တယ်ဆိုရင်သူ့မှာပြည့်ရှိတာပေါ့နောက်တစ်ခုသူ့ရဲ့ကားကနိုင်ငံတော်ထုတ်ပေးထားတဲ့မော်တော်ကားမဟုတ်ဘူးတပ်ဆိုင်ရာရာထူးအဆင့်လိုက်စီးရမယ်ကားမဟုတ်တာဖြစ်တဲ့အတွက်အရက်ကားနဲ့လာရင်တပ်ဆိုင်ရာတားမှာပဲပြောပါမယ်အင်ကြီးလေးကိုဘယ်တက်ကပါကွာဘသူပါကွာဆိုရင်ပြပြလေးလေးပါပဲငါမင်းတို့ဘာလုပ်တယ်ငါဘသူမှတ်လို့လဲမန်တက်ရင်တော့အဆင်ပြေဘူးနော်ဆိုတော့သူ့တောင်းသူလုံနေတဲ့လူတွေဒီလိုပြောလို့အရေးယူခံရဆိုရင်ဘသူကပြောချင်တော့မှလဲကိုယ်ပတ်သားချင်းဘာဖြစ်လို့ပြောင်းလှဲ့မှလဲ ဘာဖြစ်လို့မန်းထောင်နေမှာလဲအဲ့ဒီလိုဒေါသမျိုးအဲ့ဒီလိုမန်မာနာမျိုးတွေမလိုက်ငင်းညံတောင်းတာပေါ်မှာဖွင့်ထားတဲ့เนาะအယုံစီတို့ဘာလို့ဟိုတောင်းတာနဲ့ငင်းညံကြားเนาะအယုံယုံစီတို့တန်ဖိုးတို့အဲ့ဒီဂိတ်တွေမှာဒီဘုံဘာလို့သွားပြောလဲမပီတီကဂိတ်တွေဖွင့်ထားရှိတယ်ဟဲ့ငါဘုံကမင်းတို့ကောင်ဒီဘာဖြစ်သွားကြည့်နေအတဏ္ဍကြီးပြိုက်ဘာလို့သွားမပြောရလဲအဲ့လိုကျတော့တတ်တယ်မရှိတော့ကိုကိုဘုံမန်းသိမှကြောက်လို့တုံညံကြောက်တာအလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ပြည်သူစစ်ကောင်းဆောင်ကိုစစ်တပ်ဘက်ကမထီမဲ့မြင်ဆက်ဆံခဲ့သည့်အပေါ် အဘသာပြည်သူစစ်တပ်ဖွဲ့ဝင်တယောက်လည်းဖြစ်တဲ့မောင်ရစာရဲ့သုံးသက်ချက်ကိုတင်ဆက်ပေးလိုက်ပါတယ်စစ်ရှုံးနေတဲ့စစ်ကောင်စီဟာလက်ယုံတက်များပါမကျန်ရှိသည်။စစ်အင်အားများကိုရှည်တန်းကြကြအသုံးပြုနေရတာကြောင့်နေဘက်လုံခြုံရေးအတွက်ပြည်သူစစ်တွေကိုအားကိုးနေရခြင်းဖြစ်ပါတယ်ဗိုလ်မှူးဝေဖြိုးပြောတဲ့စကားများအနက်ပြည်သူစစ်တွေကိုမင်းတို့များနေပြီဆိုတဲ့သဘောကလုတ်ပိုင်ခွင်ထပ်ပူပြီးလုံနေတယ်လို့ဆိုခြင်းပုံရပါတယ်ဒါကြောင့်အခုဖြစ်စဉ်ဟာအာနာသိန်းကာလာတွင်မန်တက်နေတဲ့မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်တယောက်နဲ့ အခြားအဆင့်အငိမ့်စားပြည်သူစစ်လူစွာတို့ရဲ့အခြေတင်စကားများမှုဟုဆိုခဲ့ခြင်းဖြစ်ပါတယ်။ပြောချင်တာဒီကာလာထဲမှာကျွန်တော်တော်တော်လေးအဆက်အသွယ်ပြတယ်ပြတယ်ဆိုရှင်းပြရင်ကျွန်တော်လူနာကိုအာယုံဆိုင်နေရတာနေတဲ့နိုင်ငံနဲ့ပတ်သက်လို့ကျွန်တော်ဘာမှသိမကြည့်ဖြစ်ဘူး။နောက်ဝင်လဲမပြောပြတယ်လို့လေးလဲမလေးလာဘူးတီးလဲမတီးဘူး။ဆိုတော့ဒီလိုဖြစ်နေတဲ့အချိန်တော်တိုင်းမှာကျွန်တော်တို့ဘုကိုယ်တိုင်းနောက်ချမ်းကတချို့ချို့သောနေရာလေးမှာတိုက်ပွဲဖြစ်စဉ်လေးတွေဖြစ်တာလေးတွေရှိတယ်။ကျွန်တော်ရှုလှမ်းပြီးတော့ပြောကြတော့အရေးပေါ်အနေနဲ့သူသက်ဆိုင်ရာမျိုးနဲ့ဒီမှာဆက်ဖားတွေတော့ အကျွန်တော်လှမ်းပြီးတော့ပြောလိုက်ပါတယ်ဒီလိုလိုလေးတော့တရင်ကြတယ်ဒီလိုလေးတော့ရှိတယ်တလောက်ပဲကျွန်တော်တို့ကြိုကြည့်မှမပါမှမပြောပြဘူးဆိုတော့ဒီပြီးခဲ့တဲ့တရက်နှစ်ရက်လောက်ကပေါ့အကျွန်တော်ညီမတယောက်ကကျွန်တော်ရှိအောင်ဖုန်းဆက်လာတယ်ကိုကြီးနဲ့မိတ်ကြီးလာဖြစ်စင်လေးတိပြီးသွားပြီလားဆိုတိဘူးလို့ငါ line လည်းမတက်ဘူး facebook လည်းမသုံး tiktok တောင်တခါတလေမှငါတက်ကြည့်တာလို့ငါဘာမှမသုံးမသုံးပြဘူးဆိုတော့အဲ့ဆိုရင်ကိုကြီးကြည့်ကြည့်ပါအောင်လေဒီလိုအချိန်တွေကဒီလိုတရောင်းလေးရှိတယ်ဆိုတော့တေရောတေကြလို့လားအပိကြတဲ့ကတော့ video file တောင်တင်ထားတာအဲ့ဒါဆိုအဲ့ဒီ video file link လေး ငါရှိဖို့လိုက်ဆမ်းပါကျွန်တော်ဗီဒီယိုဖိုင်လေးလေးတောင်းလိုက်တယ်အဲ့ဒီဗီဒီယိုဖိုင်လေးကျွန်တော်ကြည့်လိုက်ရတယ်ဆိုတော့ကျွန်တော်တခါပြောခဲ့ပူပါတယ်ပြဿနာတစ်ခုဖြစ်ပြီဆိုရင်ပြဿနာရဲ့ရင်းမြစ်ကိုအရင်ရှာပါလို့ကျွန်တော်ပြောခဲ့ပူတယ်အဲ့တော့ကျွန်တော်တို့ကညည်စီခြင်းနဲ့အပိုင်သိစီခြင်းနဲ့အပိုင်ဒီအပိုင်လေးတွေကိုပဲမြင်ပြီးတော့ဒေါသထွက်လို့မရပါဘူးဆိုတော့အခုမက်ဒီလာမှာပေါ့နော်ဒါပြည်သူစစ်လုံခြုံရေးဂိတ်နဲ့ဒါမလှိုင်ဘက်ကညွနယ်ကဘုံမှုတယောက်နဲ့အခြေတင်ပြဿနာအငင်းပွားတဲ့ ီဒီယိုဖိုင်လေးတစ်ခုအာကျွန်တော်ညီကောင်မတို့လိုင်းပေါ်မှာညီရမှာဆိုတော့အဲ့ဒီဗီဒီယိုဖိုင်မှာဘသူမှန်းနေဘသူမှားတယ်ကျွန်တော်ဝေဖန်နေမှာမဟုတ်ဘူးကျွန်တော်ပြောနေမှာမဟုတ်ဘူးအကျွန်တော်ပြောချင်တဲ့အဓိကအကြောင်းအရာကိုပဲဒီဖြစ်စဉ်ပေါ်မှာတုံ့တက်ပြီးကျွန်တော်ပြောသွားမှာဆိုတော့ပြဿနာဘယ်ကဆက်ဖြစ်တယ်လဲဆိုတာကိုတင်ထားတာမတွေ့ရဘူးပြဿနာဖြစ်တဲ့အချိန်မှာဒေါသနဲ့ပြောနေတဲ့ဗီဒီယိုဖိုင်ကိုကျွန်တော်တို့မြင်ရတယ်အဲ့ဒီဗီဒီယိုဖိုင်ရဲ့နောက်မှာဘာတွေဆက်ဖြစ်လဲဆိုတာကျွန်တော်တို့မမြင်ရဘူး ဆိုတော့ဒီအကြောင်းအရာကိုမပြောခင်မှာတချိန်လုံးကကျွန်တော်တို့အာနိုင်ငံရေးအခင်းကြီးနေ2021เนาะဒီအာဏာထိမ်းမှုဖြစ်စဉ်တွေအပြီးနောက်ပိုင်းမှာဆန္ဒပြမှုတွေတော့ဆန္ဒပြမှုတွေကိုအင်အားသုံးဖြိုခွဲတာဒါဒီမှာဘာကြောင့်ဖြိုခွဲရတာလဲဆိုတဲ့အကြောင်းအရာတွေကိုဘယ်သူမှမရိုက်ပြဘူးအဲ့တော့ရက်တက်ဖွဲ့တွေလုံရွေးတက်ဖွဲ့တွေကနေပြီးတော့ဒီအကြမ်းဒီဟိုဟာတွေဆန္ဒပြနေတဲ့လူတွေကိုဖြိုခွဲတဲ့ဗီဒီယိုဖိုင်တွေပဲလိုင်းမတက်လာတယ်ဘာကြောင့်ဖြစ်တယ်ဆိုတဲ့အကြောင်းအရာမပါဘူးဖြိုခွဲတဲ့အကြောင်းအရာတွေကိုပြပြီးတော့ဘယ်လိုလုပ်နေပါတယ်ဆိုတာမျိုးပြတယ်လူတွေကကိုမြင်စေခြင်းနဲ့အပိုင်းကိုမြင်ပြီးတော့ဒေါသတွေထွက်ကြတယ် တော့ဖြစ်စဉ်ဒီကနေ့အဲဒီမိတ်ထီလာမှာဖြစ်သွားတဲ့ဖြစ်စဉ်လေးပေါ့နော်ကျွန်တော်နားလည်တဲ့လောက်ပြောရမယ်ဆိုရင်အုတ်ချွေရန်ရီမှာဒီတန္တရအမိတ်ဆိုတာရှိတယ်တက်ဆိုင်ရာတိုင်းဒေသကြီးပီတန်သူဆိုရတော့ပီတန်သူဆိုရသူ့ရဲ့ဥပဒေနဲ့နေဥပဒေနဲ့ထုတ်ပြန်တဲ့အမိတ်ညွှန်ကြားချက်တွေရှိမှာပဲဆိုတော့တိုင်းဒေသကြီးအစိုးရလည်းတိုင်းဒေသကြီးအစိုးရအလျောက်သူ့ရဲ့တိုင်းအတွင်းမှာလိုက်နာရမယ့်ဒီတန္တရအမိတ်နေသူထုတ်ပြန်ပါခရိုင်ဆိုလည်းဒီလိုပဲသူ့ခရိုင်အလိုက်ခရိုင်အုတ်ချွေရီမှုကနေပြီးတော့ဒီတန္တရအမိတ်ထုတ်ပြန်ပါမြို့နယ်ဆိုလည်းဒီလိုပဲသူ့မြို့နယ်အလိုက် မြို့နယ်အုပ်ချုပ်ရေးမှူးကနေသူ့မြို့နယ်အတွင်းမှာဆောင်ရွက်ရှောင်းရံဒေသနာအမိန့်နေထုတ်ပြဒါတွေကျွန်တော်တို့ကလိုက်နာရမှာပဲနောက်ဆုံးကြေးရွာအထိရက်ကွက်အုပ်ချုပ်ရေးမှူးကြေးရွာအုပ်ချုပ်မှာသူ့ကြေးရွာထဲမှာသူ့ရဲ့ဒေသနာအမိန့်နော်နိုင်ငံတော်ကချမှတ်ထားတဲ့စီမင်းဥပဒေတွေနဲ့နော်ဒီဖွဲ့စည်းပုံအခြေခံဥပဒေကိုမလွန်ဆန်မဲတရားမျှတတဲ့ဒေသနာအမိန့်တွေကိုသူချမှတ်မှာပဲပြောလို့ရင်းတဲ့ဘောကဖြစ်စဉ်ကဘလို့ကနေစဖြစ်တယ်လဲတော့ကျွန်တော်မသိဘူးဒါပေမဲ့ဒီဗီဒီယိုဖိုင်ကိုကြည့်လိုက်ရတဲ့အချိန်မှာကမ်းမှန်ချခိုင်းတဲ့ပြဿနာပေါ့နော် တော့ပြည်သူစစ်ကသူတို့ရဲ့ဒေသန္တရအမိတ်ရမိတိလာမျိုးနယ်တွေကိုဖျက်ဆီးထားတဲ့ကားတွေအလုံးမှန်ချစီးရမယ်ဆိုတဲ့ဒေသန္တရအမိတ်တရားဝင်စာရှိရင်လည်းရှိမယ်နှုတ်မိတ်နယ်လည်းဖြစ်ဖြစ်မယ်ဆိုတော့အဲ့ဒီအမိတ်တိုင်းသူတို့ကလည်းကားတွေကိုမှန်ချခိုင်းမယ်တစ်ဖက်ကလည်းရရှိတယောက်လက်ရှိတပ်မတော်မှာတောင်းထားသူပြောတဲ့အင်စာပဲပေါ့နော်အင်စာပဲတောင်းထမ်းဆောင်နေတဲ့ရရှိတယောက်ငါရရှိချက်ကိုခိုင်းရမလားဆိုတဲ့ပုံစံနဲ့သူပြောလိုက်ဆိုတော့ဒီနေရာလေးမှာကျွန်တော်တစ်ချက်စဉ်းစားစီရရှိတာ တောင်ဝရမှန်ချစီးပါလို့ပြောလို့မှန်ချစီးဘာပြဿနာမှမရှိဘူးမိတ္တလာမျိုးထဲမှာဘေးရနေကင်းရှင်းတဲ့လုံမျိုးကြီးစိတ်ချရတယ်ဆိုတော့မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်တွေမြန်မာတပ်ပတော်တွေနဲ့ပြည်သူစစ်မှုတန်းเนาะဒီပြည်သူစစ်တပ်ဖွဲ့ဝင်တွေပူးပေါင်းပြီးတော့လုံမျိုးကြီးတောင်ဝယူပေးထားတဲ့ဖြစ်တဲ့အတွက်မိတ္တလာမျိုးတွေမှာနေကင်းတယ်ဆိုတော့သူကမျိုးတွေကိုသွားမှာကားကမှန်ချပြီးမောင်းဆိုရင်မှန်ချမောင်းလဲသူ့တဲ့ပြဿနာမရှိဘူးဘာဖြစ်လို့ဒီပုဂ္ဂိုလ်ကမှန်ချမမောင်းနိုင်ရတာလဲထားသူဒီမလိုင်းကိုအုပ်ချုပ်နေတယ်ထားပြီး အဲကျွန်တော်ပြန်မေးကြည့်တာပေါ့နော်အခုလက်ရှိကျွန်တော်တို့နောက်ဆုံးရတဲ့သတင်းရဆိုရင်ဒါနှစ်ဖက်အယူဆောင်ရွက်မှုတွေစစ်ခုံရုံးနဲ့တွားမယ်လို့လည်းကြားတယ်တော့ဒီသတင်းကခေါလာဟာလာလာတကယ်ဖြစ်မလားတော့ကျွန်တော်လည်းအပြောတော့ဘာကျွန်တော်တချို့တချို့သောစီးရင်နဲ့ပတ်သက်တဲ့စစ်ခုံရုံးတွေကဟိုအပြင်ကိုပူလင်းမြင်သာထုတ်ပြတာမျိုးမဟုတ်တော့ကျွန်တော်တို့လည်းမသိနိုင်ဘူးဆိုတော့ထားပါပြောချင်တာကအဲ့ပုံမူကမိတ်တီလာကိုတောင်းနေလာတာလားဟုတ်ပြီမိတ်တီလာဆိုတော့ တူဒီမလှိုင်းမှနေတယ်ဆိုမြင်းညံခရိုင်ထဲမှာပေါအောင်ပေါ့မြင်းညံခရိုင်ခက်ဆဖားရဲ့အမိတ်နဲ့လာလာလာသူတောင်းကြတဲ့နေရာကြီးကိုထားပြီးတော့ဘသူခမိချက်မှမရဘဲနဲ့မိတိလာကိုလာခဲ့တယ်ဆိုရင်သူ့မှာပြစ်ရှိတာပေါ့နောက်တစ်ခုသူ့ရဲ့ကားကနိုင်ငံတော်ထုတ်ပေးထားတဲ့မတော်ကားမဟုတ်ဘူးသက်ဆိုင်ရာရာထူးအစင်လိုက်စီးရမယ်ကားမဟုတ်တာဖြစ်တဲ့အတွက်အရက်ကားနဲ့လာရင်သက်ဆိုင်ရာတားမှာပဲ ြောပါပဲအင်ကြီးလေးကိုဘယ်တက်ကပါကွာဘသူပါကွာဆိုရင်ပြပြလေးလေးပါပဲငါမင်းတို့ဘာလို့တန်ငါဘသူမှတ်လို့လဲမန်တက်ရင်တော့အဆင်မပြေဘူးနော်ဆိုတော့သူ့တာဝန်သူလုပ်နေတဲ့လူတွေဒီလိုပြောလို့အရေးကြီးခါရဲဆိုရင်ဘသူကပြောချင်တော့မှလဲဘသူကလှုပ်ချင်တော့မှလဲဥပဒေဆိုတာပါလဲညွန်ချချက်ဆိုတာပါလဲဒေသနာအမိန့်တွေဆိုတာအတုံးမဝင်တော့ဘူးလားမေးကြရှိလားဆိုတော့ကျွန်တော်တို့ကဒီနိုင်ငံရဲ့ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေဘယ်အပိုက်ကိုကျွန်တော်တို့ကယုံကြည်ပြီးတော့နေရမှာလဲ ရာသတချင်းဖြစ်ခဲ့မှုတယ်နော်အခုဖြစ်စဉ်ကလည်းရာသဖြစ်ခဲ့တယ်လို့ဖြစ်စဉ်မျိုးပဲရာသတော့ကလည်းအပြေဘောင်းနော်နတ်တလင်းပေါင်းတယ်တခြားဥပပဟုံးတို့ရှိအကြံပေးပွဲစီနဲ့ပတ်သက်တာလေးရာသအများကြီးတရင်ပေးခဲ့မှုတယ်အများကြီးဖော်ခဲ့မှုတယ်ကိုတိုင်ကိုလိုက်ဖမ်းပွီးကိုတိုင်ကိုအမှုစတဲ့ထဲမှာဝင်လို့ဖူးတယ်ဆပြင်းမျိုးမှနေတဲ့လူတွေဟိုဖမ်းဆီးတိတ်နေခံတဲ့ပုံကတော်တော်များများရာသောက်တည်ကြတယ်ရုံးမပေါ်မှာရောက်နေတဲ့ PDF တော်တော်များများရာသောက်တည်ကြတယ်ဒါပေမဲ့ရာသအယူခံရတယ် မိတ်လက်ပြီးသူစိတ်ခေါင်းဆောင်လဲဒီပုံစံမျိုးဖြစ်နေပြီတောင်းပေးတဲ့ကျမအင်ဂျင်လေးလောက်ဝမ်းဖြူလောက်ဖြစ်လာတော့တောင်းမခံတော့မကောင်းဒီလိုသာဆိုရင်အခုဒီကပြောချင်တဲ့အကြောင်းအရာလာပြီနော်ဒီလိုသာဆိုရင်မြမတမတော်ကြီးဘောချစ်ချစ်ချစ်ခင်လေးစားတဲ့မြမတမတော်ကြီးကိုထောက်ခံတဲ့မြမတမတော်အတွက်မိမိအသက်ကိုတော့ဗရဏမထားပဲနဲ့ကိုကြီးဆောင်ရွက်ပေးနေတဲ့နိုင်ငံသားကောင်းတွေအတွက်ဘာအမှခံချက်မှမရှိဘူးပေါ့ဆိုတော့ဘာအမှခံချက်မှမရှိတဲ့ အလုပ်တစ်ခုကိုယ့်ကိုယ်အမုန်းခံပြီးကိုယ့်ဘဝအပြက်ခံပြီးဘာလို့လုပ်နေမှလဲ။ရသမလုပ်တော့ဘူးဆိုတာလဲအဲ့ဒါတွေလည်းပါတယ်။ရိုးရှင်းလေးပဲ။ဆိုတော့ရသတော့အင်းနဲ့အားနဲ့ပြောတယ်သတင်းတွေပေးတယ်။ပေးတဲ့သတင်းတွေပေါ်မှာအလေးမထားဘူး။ဆိုမပေးတော့ဘူးရိုးရှင်းလေးပဲ။ကိုယ့်ကိုရှာလေ။တို့မှသတင်းပေးတဲ့လူတွေရှိပါတယ်။ရသတို့မှလည်းရှိတယ်။ရသတို့ပြောခဲ့ဦးတယ်။အထက်ကထွက်လာခဲ့တဲ့အဲ့ဒါပြောလိုက်ရသပြောတဲ့အတိုင်း PDF ကစစ်ကြောင်းနေဖြန့်နေဘယ်မှာတော့ဘယ်ချိန်မှာမပါလို့တော့မယ်။ဒါကအများအားဖြင့်ပြောတယ် ဒီစမှာဘရမကသူတို့စီးမြင့်လိမ့်မယ်ရခိုင်ထိုးစစ်လာလိမ့်မယ်မဖြစ်နိုင်ဘူးလို့ပြောတဲ့လူတွေအများကြီးပဲအခုကြည့်ညောင်ကျိုးတော်ကတ်လာပြီနော်ဘကိုးတိုင်းနေနမိတ်ကိုနင်းနေပြီစထားတော့ကိုကြောင့်ပြောနေတာမဟုတ်ဘူးအဓိကပြောနေတာအိမ်မိတိလာဖြစ်စင်ဘယ်ကနေစဖြစ်တယ်လဲဆိုတော့ကျွန်တော်တို့မသိဘူးဘလို့စဖြစ်သွားတယ်လဲဆိုတော့ကျွန်တော်တို့မသိဘူးသို့တော့အဲ့ဒီအလယ်မှာဖြစ်နေတဲ့အပိုင်းတွေတခုကိုကျွန်တော်တို့မြင်ရတယ်အဲ့ဒီမြင်ရတဲ့အပိုင်းလေးကိုကောက်နှုတ်သုံးသပ်ရမယ်ဆိုရင် မဖြစ်သင့်ဘူး။ဘာကြောင့်လဲ။ယူရိုဖောက်ပြထားတဲ့အတူတူပြည်သူစစ်နဲ့နေကြသောတပ်ဖွဲ့ကိုကရင်မူရုံရဲ့လက်အောက်မှာရှိတဲ့ပြည်သူစစ်တပ်ဖွဲ့ဝင်တွေဟာလက်ရှိနိုင်ငံရေးအခြေအနေအရတမတော်သားနဲ့မချတောင်းထမ်းဆောင်နေရတဲ့သူတွေရှင်းပါရင်ကိုယ့်ဘက်သားချင်းဘာဖြစ်လို့ပြောင်းလှည့်မှာလဲဘာဖြစ်လို့မန်းထောင်နေမှာလဲအဲ့ဒီလိုဒေါသမျိုးအဲ့ဒီလိုမန်မာနာမျိုးတွေမလိုက်ငင်းညံတောင်းတာပေါ်မှာဖွင့်ထားတဲ့ เนาะไอ้ยงสีတို့ဘာတို့ဟိုတောင်တန်နဲ့မြင်းညံချာเนาะไอ้ยงยงสีတို့တံပိုးတို့အဲ့ဒီဂိတ်တွေမှာဒီဘုံဘာလို့သွားမပြောလဲမပီတီရဲ့ဂိတ်တွေဖွင့်တာရှိတယ်ဟဲ့အောင်ငါဘုံကမင်းတို့ကောင်နေဘာဖြစ်သွားကြည်နေအတနက်ကြီးပြိုက်ဘာလို့သွားမပြောတာလဲအဲ့လိုကျတော့တတိမရှိတော့ကိုကိုဘုံမန်သိမှကြောက်လို့တုံညံကြောက်တာပြောချင်တာကိုတက်ဖို့ဝင်ချင်းချင်းပေါ်မှာနေညာစစ်တီတွေအများနဲ့တက်ဖို့ဝင်ဖြစ်နေရင်တော့나ကြီးစိတ်နဲ့တက်ဖို့ကြီးကိုစွန့်ခွာမသွားဘူး ီယုံရင်နဲ့အုပ်ချုပ်ရမယ်အနေထားအဲ့တော့လာစာမြတ်ရိတ်ခါမရပဲနဲ့ပြည်သူစစ်တပ်ဖွဲ့ဝင်တယောက်အနေနဲ့ဆွတ်လွတ်ပြီးတော့တောင်းထမ်းဆောင်နေတာပို့ပြီးတော့ကိုရီးယားကယူဆိုင်ရမယ်သူတို့ရဲ့အင်အားတွေသူတို့ရဲ့လုပ်အားတွေသူတို့ရဲ့တပ်တည်တွေသူတို့ရဲ့စွမ်းရည်တွေနဲ့တဖက်တလန်းကနေကိုရီးယားကိုကူညီနေတာကိုကနားလည်ပြရမှာအော်သူတို့တောင်းထမ်းဆောင်နေပါလားဆိုတဲ့စိတ်ဓာတ်နဲ့ကိုပခုံးမှတင်ထားတဲ့ယာရုနဲ့ကိုတတ်ထားတဲ့ပညာအရေးချင်းနဲ့လျော်ညီတဲ့သဘောထားကြီးမြတ်မှုနဲ့ စကားပြောပါမှာစိုက်ကားသမားလိုမျိုးလမ်းပြက်ကူလီကောင်းလိုမျိုးရန်တွေ့နေလို့မရောက်ငါဘာလဲသူဘာလဲမာနတွေနဲ့ဒေါသတွေကိုအချင်းချင်းပြနေမဲ့အစားရန်သူရှေ့မှာပြရင်ပိတ်အသုံးဝင်နေဆိုတော့ဒီဘုံပြောချင်တာသူနေတဲ့မလှိုင်ရနေတိတ်မဝေးတဲ့ရုံးစီနဲ့တောင်သားကြားကတန်ဖိုးဆိုတဲ့နေရာလေးမှာပီဒီအကိတ်ဖွင့်ထားတယ် တော့ပြောကြည့်ပါလားလို့မေတ္တာရခံကြည့်တာအဲ့တော့ကိုချင်းချင်းကိုလက်အောက်ကစစ်တီတွေအဲ့စစ်တီတွေကိုကိုကြီးအားဖြစ်နေတဲ့ပြည်သူစစ်တပ်ဖွဲ့ဝင်တွေကိုခုလိုမျိုးမာနိုင်ထောင်သွားပြီးတော့ပြောနေမယ်အစားမိမိစန့်ကျင်ပဲရန်သူရှိမှာအဲ့ဒေါသတွေအဲ့ဒီမာနတွေပောက်ကွက်ကြည့်လိုက်ပါလားဘလို့အတုံးဝင်မလဲလို့ဆိုတော့ဒီပုံစံတိုင်းဒီနေသားမျိုးတိုင်းသာအများကြီးဆက်ဖြစ်နေပဲဆိုရင်တပ်မတော်ရဲ့စုပ်တွေ51ဆိုတာကိုပြည်သူတွေယုံကြည်ဖို့ခက်လာလိမ့်မယ်နိုင်ငံတော်ပစိအချုပ်ကိုချေကဥပဒေမှာပြထားတဲ့ နိုင်ငံသားတယောက်ရဲ့အခွင့်အရေးတွေနိုင်ငံရဲ့လုံခြုံရေးကိုနိုင်ငံသားရဲ့ကာကွယ်ရန်တာဝန်ရှိသည်ဆိုတဲ့ကြံတန်းချက်တွေဟာအလကားဖြစ်သွားမလားလို့တော့ထင်ရတယ်ပြောချင်တာလားကိုဘကူကိုအချင်းချင်းကိုအိမ်သားချင်းကိုညီကိုချင်းကိုသွေးတောက်အချင်းချင်းဒေါသတွေထွက်မာနတွေထောင်သွားပြီးပါဝါတွေပြနေမဲ့အစားအဲ့ဒီဒေါသတွေမာနတွေနေရန်သူတို့အတုံးချိုင်အင်တန်ကျိုးရှိမယ်ဒေါသထွက်တဲ့နေရာ ပါဝါပြတဲ့နေရာမန်တက်တဲ့နေရာမှားနေတယ်မျက်နှာချင်းဆိုင်တဲ့နေရာမှားနေတယ်ဆိုတဲ့အကြောင်းအရာကိုဒီကနေ့မှာထောက်ပြပြောချင်တာဒါပဲ